ဒီနေ့ညနေကျွန်တော်တို့စာသုံးရတာတကယ်အရေးကြီးတဲ့တင်ခန်းစာဖြစ်ပါတယ်လူအတော်များများနားမလဲเนาะနားမလဲဘယ်နှမ်းမှာစာတဲ့နေရာရလို့ရမှန်းလည်းမသိအခုချိန်အထိဒါကြောင့်ငါအသွေးသားကတောင်းတယ်ဆိုတာပြောတော့ရှိသေးတယ်အဲ့ဒါတဲ့အသွေးသားတောင်းတာမဟုတ်အသွေးသားနဲ့စာတန်နဲ့ကတလုံးတဝရဲဖြစ်သွားတာအခုဒီနေ့ညမှာကျွန်တော်စာသုံးတဲ့အခါမှာเนาะဒါကြောင့် လူဒီတဲ့သေခြင်းအပင်အဖြစ်ပျက်စီးယိုရင်းရတယ်ဖယားတခင်ရဲ့အကျံအစီမှာလူကိုဖန်ဆင်းတဲ့အခါမှာလူဟာတန့်ရှင်းအောင်ကောင်းအောင်ဖြူစင်အောင်အပြစ်အနာစာမရှိအောင်ဖန်ဆင်းခြင်းခံရတယ် နားလည်နိုင်တဲ့စကားလုံးနဲ့ပြောမယ်ဆိုရင် sinless body လို့ခေါ်တယ်အပြစ်မရှိတဲ့ခန္ဓာလို့ခေါ်တယ်တကယ်တမ်းကျတော့အဲ့ဒီကဘာဦးနှစ်မှာလေဖတ်တဲ့အခါမှာလူရဲ့ခန္ဓာကိုလည်း flash လို့သုံးထားတယ်เนาะဒီ flash ဆိုတဲ့ဥစ္စာကဒီဘက်ရောမမှာ ရှင်ပေါလုပြောတဲ့အခါမှာတုံးတဲ့စကလုံးကအဲ့ဒီ flash ကိုပဲပြန်တုံးထားတာအပြစ်မလုတ်ခင်ကတည်းကဖျားတခင်ကလူကိုဖန်ဆင်းတဲ့အခါမှာ flash နဲ့ဖန်ဆင်းတာအင်္ဂလိပ်လိုကအဲ့လိုရှင်းရှင်းလင်းလင်းရေးထားတယ်ဒါပေမဲ့အပြစ်မလုတ်ခင်ဖျားဖန်ဆင်းတဲ့ဒီကိုခန္ဓာကဘာကိုခန္ဓာလဲဆိုရင်အပြစ်ကင်းသောခန္ဓာလို့ခေါ်တယ်အာမင်အပြစ်ကင်းတဲ့ခန္ဓာ sinless body ဒါပေမဲ့ကျွန်တော်တို့ကဘယ်အချိန်မှာလူဟာတဲ့ပျက်စီးယိုယွင်းသွားတာလဲဆိုတဲ့အခါကျတော့ဒုတိယအပင်ဖြစ်တဲ့ကောင်းမကောင်းသိကျွမ်းရာရဲ့အပင်ကိုစားလိုက်တဲ့အခါကျတော့စားသုံးခြင်းအပြင်တဲ့လူရဲ့အသွေးအသားထဲမှာ စာတန်နေရာရသွားတယ်။စာသုံးခြင်းအဖြစ်လူရဲ့အသွေးအတာဒီ flash ကကောင်းအောင်တန်ရှင်းအောင်ဖြောင်းမတ်အောင်ဖြူစင်အောင်ဖန်ဆင်းခြင်းခံရပေမဲ့လေဖယားရဲ့စကားကိုနားမထောင်ဘဲစတမနက်ရဲ့စကားကိုဝန်ခံခြင်းအဖြစ်အဲ့ဒီကောင်းမကောင်းတိကျွမ်းရအပင်ရဲ့အသီးကိုစားတော့ကြောင် စာဒံကအဲ့ဒီစာသုံးခြင်းကနေတဆင့်လူရဲ့အသွေးအသားထဲမှာနေရာရသွားတယ်။အဲ့ဒီခါကျတော့ကျွန်တော်ရဲ့ body ကျွန်တော်ရဲ့ flash ကဘာဖြစ်သွားတယ်လဲဆိုရင် sinful body ဖြစ်သွားတယ်။အပြစ်ပြည့်သောခန္ဓာဒီနေ့အရာတွေအများကြီးကျွန်တော်တွေ့ရမှာဖြစ်တယ်။ဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့အတ္တတာအထဲမှာကျွန်တော်တို့သဘောပေါက်သိဖို့အရန်ရေးကြည့်ပါ စာဒန်ဒီအာဒန်ရဲ့မိတိအစိတ်အပိုင်းထဲသို့ဝင်ရောက်လာခဲ့ကြောင်းကိုကျွန်ုပ်တို့ဆက်လက်လေ့လာကြပါစို့စာဒန်ကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာအแทမှာဘယ်အแทမှာဝင်ရောက်လာတယ်လူလို့ပြောတဲ့အခါမှာကျွန်တော်တို့အားလုံးသဘောပေါက်ပြီပထမဦးဆုံးဖရာတခင်လူကိုဖန်ဆင်းတဲ့အခါမှာသူ့ရဲ့ဖရာရဲ့ယင်แทနှလုံးแทမှာ လူကိုသူ့ရဲ့တံဖြစ်တဲ့ဝိညာဉ်ကိုအရင်ဖန်ဆင်းတာဖြစ်တယ်။เนาะအဲ့ဒါကဘာဥသစ်မှာပြီးတဲ့အခါကျတော့ဖယားကမြေမုတ်နဲ့တံဖော်ပြီးတဲ့အခါကျတော့အဲ့ဒီဖန်ဆင်းတဲ့ဝိညာဉ်ကိုဇီဝအသက်ကိုเนาะနှာခေါင်းပေါက်ကနေမှုတ်တွင်းလိုက်တဲ့အခါကျတော့လူသည်အသက်ရှင်သောတတ္တဝါဖြစ်လေကြီး။เนาะ အသက်ရှင်တော်တတဝဖြစ်တယ်ဆိုတာယူဒတံမှာရေးပြီမဲ့အင်္ဂလိပ်ကျမ်းစာမှာက man became a living soul လူဒီအသက်ရှင်တော်စိတ်သက်ဖြစ်လေ၏လို့ပြော လူထဲမှာကြီးတဲ့အခါမှာလူဟာဝိညာဉ်ဖြစ်တယ်ပြီးရင်လူထဲမှာပါရှိလဲစိတ်ရှိတယ်အဲ့ဒီစိတ်ကဖျားတခင်စီမှာရှိတဲ့စိတ်တဘောထားအတိုင် ဖျားဖန်ဆင်းတာလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိတယ်အဲ့ဒီစိတ်ကိုဖျားသခင်ကအစ်မတမတန်ဖိုးထားတယ်စိတ်ရုပ်လို့မဖန်ဆင်းဘူးနော်ဒါကြောင့်ကျွန်တော်တို့ကအဲ့ဒီဝိညာဉ်စိတ်နခုစလုံးကိုဖျားဖန်ဆင်းထားတဲ့ဒီကဘာလောကကြီးကိုထိတွေ့ခံစားဖို့ရန်အတွက် ဘယ်အထဲမှာထည့်ရတယ်လဲဆိုရင် body ဆိုတဲ့ flesh ကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာเนาะဒီထဲမှာကဘာဦးနှစ်မှာခုနပြောတဲ့အတိုင်းပဲအဲ့မှာမှုတ်ထည့်ပေးလိုက်ဒါကြောင့်အခုကျွန်တော်တို့ဒီကဘာကြီးမှာကျွန်တော်တို့ထိတွေ့ဆက်ဆံဖို့ရန်အတွက်ဟာလာအင်မတမလှပတဲ့တောတောင်ပဲပျော့ပျော့ကန်းချေပဲပျော့ပျော့တစ်ပင်ပဲပျော့ပျော့မှုိတ်ကြိုင်တဲ့ပန်းမလာပဲပျော့ပျော့ စားပွဲကောင်းတဲ့တီတီဝလံပဲပျော်ပျော်တန်းကားတွေပဲပျော်ပျော်ဒီကဘာကြီးမှာရှိတဲ့အရာအလုံးကိုဆက်ဆံမိဝဲတုံးဆောင်ဖို့ရန်အတွက်ဘာလိုအပ်တယ်လဲဆိုခန္ဓာလိုအပ်တယ်အဲ့ဒီသုံးပိုင်းကျွန်တော်တီးဖို့လိုအပ်တယ်ဒါဆိုရင်ခုကျွန်တော်တို့နားလည်ဖို့ရန်အတွက်စာတန်ကဘယ်ကနေကျွန်တော်တို့အထဲမှာဝင်ရောက်သွားတယ်လဲတဲ့ဒါအရင်ရေးကြည့်တယ်နော် အာဒန်ဒီတဲ့ကောင်းမကောင်းတိကျွမ်းရအပင်ရဲ့အသီးကိုယူဆောင်ခြင်းရဲ့ပုံဆောင်ချက်မှာတဲ့သူ့အထဲတို့စာတန်ကိုလက်ခံရယူလိုက်စာတန်ကိုလေအာဒန်ကကောင်းမကောင်းတိကျွမ်းရအပင်ရဲ့အသီးကိုစားလိုက်တော့ကြောင့်သူ့အထဲမှာစာတန်ကိုလက်ခံရယူလိုက်တတားတကိုတဲ့တလုံးတဝါတဲ့ဖြစ်သွားဥပမာနားလည်အောင်နည်းနည်းပြောပြကျွန်တော်တို့ တရက်တီဆိုပါစို့ဟာတရက်တီကျွန်တော်လဲကြိုက်တယ်အခုတရက်ပေါ်ချိန်ဖြစ်တာကိုအမြဲတမ်းလိုလိုလဲစားဖြစ်တယ်တရက်တီကခွဲထားတယ်တရက်တီကအပြင်မှာရှိနေရင်တရက်တီတတ်တတ်ကျွန်တော်တတ်တတ်ဒါပေမဲ့အဲ့ဒီတရက်တီကိုကျွန်တော်ကယူပြီးမှစားလိုက်တဲ့အခါမှာကျွန်တော်ရဲ့ကိုခန္ဓာထဲမှာတရက်တီနဲ့လာအောင်နဲ့ဘာဖြစ်သွားလဲ တလုံးသွားတယ်ဖြစ်သွားခွဲလို့မရအဲ့ဒီအတိုင်းပဲတော့ကျွန်တော်တို့ကိုဖျားပြောနေတာအာဒံကအဲ့ဒီကောင်းမကောင်းတိကျွမ်းရအပင်ရဲ့အသီးကို ယူစားလိုက်တဲ့အခါမှာအဲ့ဒီနောက်ွယ်မှာရှိတဲ့စာဒမနက်ကပါ လူအထဲမှာဝင်ရောက်သွားတာဒါကြောင့်မို့ဒီထဲမှာဗာပြောလဲဆိုရင်အာဒံဒီတဲ့အပင်ရဲ့အသီးကိုယူဆောင်တော့အခါယူဆောင်လဲဆိုစားတော့ပြောတာမိတိအစိတ်ပိုင်းထဲမှာဝင်ရောက် ဝင်ရောက်သွားတယ်လေတဲ့စားတဲ့အခါမှာသူယူစားခဲ့တော့အတီးမာတဲ့ကိုခန္ဓာအแทတို့ဝင်ရောက်ခဲ့ခြင်းဖြစ်တယ်ဘယ်ထဲမှာလဲကိုခန္ဓာထဲမှာဝင်ရောက်ခဲ့ခြင်းအမှန်ဖြစ်ခုနပြောပြီးကျွန်တော်တရက်တီးကိုစားလိုက်တဲ့အခါကျွန်တော်ကိုခန္ဓာတွေးတာထဲမှာရောက်သွားတယ်တရက်တီးနဲ့ကျွန်တော်နဲ့တလုံးတဝါဖြစ်သွားတယ်အခုကောင်းမကောင်းတီးကျွမ်းရပင်ရတီးကိုစားလိုက်ခြင်းအဖြစ်စာတန်နဲ့လူရဲ့အထဲမှာတလုံးတဝါဖြစ်သွားတယ် အေးအဲ့ဒါကဘာဖြစ်စီတယ်လဲဆိုရင်အပြည့်ရဲ့ခန္ဓာဖြစ်စီတကြောင်မို့ရှင်ပေါ်လူပြောတဲ့ကိစ္စအဲ့ဒါဖြစ်တယ်ငါရဲ့အသွေးသားกว่าတဲ့ငါလှုပ်ချင်တာကတခုဒါပေမဲ့ငါမလှုပ်ချင်တဲ့ဥစ္စာငါလှုပ်နေရတယ်ငါစိတ်ညစ်တယ်အခုဒီဒီစံပိုက်လေးတွေအကုန်လုံးရောမ9မှာရေးထားတဲ့ကိစ္စအဲ့ဒါကိုပြောတာဒါကြောင့်အပြစ်တရားဒီနီတိအရာ ဖြစ်တည်းနီးတဲ့ ပေါ်လူကငါကိုယ်တိုင်ကျင့်တည်မဟုတ်ငါအထဲ၌ရှိတော်အပြစ်တရားကျင့်တယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့အသွေးအသားလေးဒီကိုယ်ခန္ဓာကဘဒုနေရာရသွားတယ်လဲဆိုရင်စတဲ့နေရာရသွားတယ်။ကြိုက်လည်းမတတ်နိုင်မကြိုက်လည်းမတတ်နိုင်။တဏုကပတ်တော်ပြောတဲ့ကိစ္စ sin nature လို့ခေါ်ကျွန်တော်တို့ရဲ့အသွေးအသားဒါကြောင့်ကျွန်တော်တို့ရဲ့ဒီအသွေးအသားကိုကျွန်တော်တို့က ကျွန်တော်တို့ကဒီအသွေးသားနှုတ်ကိုလိုက်နေတွေးကကျွန်တော်တို့ကကြက်ဆင်းဖို့ပဲရှိတယ်ဒီအသွေးသားနှုတ်ကိုကျွန်တော်တို့ကသွားနေတည်ရွေးကတော့ကြက်ဆင်းဖို့ပဲရှိဒီကြောင့်ဒီအသွေးသားကိုဖျားပါလို့ရတယ်လေလို့ပြောတဲ့အခါမှာဒီအသွေးသားကိုဖျားကတုတ်တင်ရတာเนาะဒါကြောင့်ကျန်းစာထဲမှာကတကယ်တမ်းကြတော့ဒီထဲမှာပါပြောလဲဆိုငါအထယ်၌ရှိတော့ အပြစ်တရားတွေကျင့်တယ်ခုနရှင်ပေါ်လူရဲ့ဥစ္စာပြောတာငါကိုယ်တိုင်ကျင့်တာမဟုတ်ဘူးဘာကြောင့်လဲ तू ကျင့်ကျင်တဲ့ကျင့်ကိုမကျင့်ဘူးမကျင့်ကျင်တဲ့ကျင့်ကို तू ကျင့်တယ်တဲ့တပိမဲ့အဲ့လိုလုပ်တဲ့ခမန်ကကိုယ်တိုင်ကျင့်တာမဟုတ်ဘူးတဲ့ငါအထဲနဲ့ရှိတဲ့အပြစ်တရားကျင့်တယ်ဘာကြောင့်မို့လဲခုနပြောပြီးပြီတလုံးသွားတယ်ဖြစ်သွားတယ်စားသုံးခြင်းအဖြစ်လူမျိုးတူလုံးထဲမှာအာဒံအဖြစ်ကျွန်တော်တို့ကတလုံးတဝဆက်တမန်နဲ့ဖြစ်တော့ဘယ်ထဲမှာလဲ ခုနပြောတဲ့အသွေးသားဆိုတဲ့ဒီကိုခန္ဓာထဲမှာဖြစ်တယ်။ဒါကြောင့်မို့အောက်မှာပြန်ဖတ်လာတဲ့အခါမှာရှင်ပေါ်လူသေးကြီးကောင်းတဲ့သူပြောတယ်နော်ဂလတိနဲ့နဲ့ဆက်ရောက်တယ်ငါဒီကိုတိုင်းမရှင်။ဒါကြောင့်ကျွန်တော်တို့ရဲ့အသွေးသားထဲမှာကိုတိုင်းရှင်ဖို့အတွက်မဟုတ်တော့ဘူး။ခရစ်တော်ဒီငါ၌ရှင်တော်မူ၏။ကျုပ်ဒီကိုခန္ဓာထဲမှာပင်လင်ကျွန်တော်တို့ကခရစ်တော်ကိုရှင်ခွင့်ပေးတော်သူငါဒီခရစ်တော်နဲ့တူလက်ဝါးကမ်းပေါ်မှာအသေးခံပြီး ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာအဲ့ဒီ signature ကိုကားတိုင်းအဖြစ်ပဲကျွန်တော်ညီကုံချုပ်လို့ရတယ်။ဒါကြောင့်အဲ့ဒီကားတိုင်းထဲမှာညီကုံချုပ်ဖို့ရန်အတွက်ဖျားပါလို့ရတယ်။ဒီနေ့အဲ့ဒါကိုကျွေးနေတာ။ဖျားကိုတော်တိုင်ကသူ့ရဲ့သားတို့ကိုစီလွတ်တဲ့အခါမှာအသွေးသားခန္ဓာပါပြီးမှကိုစီလို့ရတယ်။ ဘာကြောင့်လဲဆိုအဲ့ဒီအသွေးသားကို ဆောင်ယူဖို့ရန်အတွက်လူအထဲမှာဝင်သွားတဲ့စာတန်ရဲ့အစိတ်တော့ဝင်သွားတဲ့တကူတည်ခြင်းဝင်သွားပြီဖြစ်တော့ကြောင့်အဲ့ဒီအရာကိုခြေဖြတ်ဖို့ရန်အတွက်ဖခင်ရဲ့သားတော်ကိုယ်တိုင်ကဘာလို့ရလဲဆိုအသွေးအသားကို ဆောင်ယူရတယ်မဆောင်ယူလို့ကိုမရဘူးဖခင်တတ်တတ်အနေနဲ့ဆင်းလာလို့ကိုမရတာအဲ့ဒါကြောင့်မို့ရည်ရွယ်ချက်က အဲ့ဒီအသွေးသားကို तू အဝတ်ဆင်ရတော့တာဒါပေမဲ့တဲ့အဲ့ဒီအထက်မှာအရေးကြီးတဲ့အချက်တစ်ချက်ရှိနော်အဲ့ဒီအချက်တစ်ချက်ကိုတော့ကျွန်တော်သိဖို့လိုအပ်တယ်ဖယားဒီတဲ့လူဇာတိခံခြင်းဖြင့်စာတန်ရှိနေတော့လူကိုယူတင်ဝတ်ဆင်ရတယ်ဒါကြောင့်သခင်ယေရှုကလူဇာတိခံတယ်ဆိုတာရည်ရွယ်ချက်ရှိတယ် ကျွန်တော်တို့ရဲ့အပြစ်ကိုပဲရှင်းထုတ်တာမကဘူးကျွန်တော်တို့အထဲမှာရှိတဲ့စာတန်ကိုပါရှင်းထုတ်တာအဲ့ဒါဟေဘရဲ14 15ရောက်လာတဲ့အခါမှာအဲ့ဒါကိုရေးထားတာဖြစ်တယ်အာမင်တချို့ဒီနေ့ကျော်ဖယားခင်ဒီလူအပြစ် လူစာတိခံတော့ခါကိုတော်ယူတင်ဝတ်ဆင်တော့လူသားမှာစာတန်အပြစ်ယူရင်းပျက်စီးနေတော့လူသားပြင်ဖြစ်ပြီးကြီးစမ်းယူရင်းပျက်စီးသွားတဲ့ကျွန်တော်လူသားအလုံးကိုယူတင်ဝတ်ဆင်ဖို့အတွက်ဖြစ်တယ် ကိုယ်တော်လူစားတိခံယူခြင်းတွင်နဲ့လူဒီဖြူစင်တန့်ရှင်းခြင်းမရှိတော့ဘဲတဲ့စာတန်အဖြစ်ပျက်စီးကိုယွင်းနေပြီဖယားတခင်ဒီအပြစ်ကြောင့်အပြစ်ရဲ့အတွေးအသားတံ၌မိမိသားတော်ကိုစီလွတ်တည်အတွေးအသားတံ၌အပြစ်ကြောင့်လည်းအပြစ်ဤအတွေးအသားတံ၌စီလွတ်တယ်တဲ့အပြစ်နဲ့ပြည့်စုံသောအတွေးအသားဟုဖော်ပြထားသည်တဲ့တကယ်တမ်းကြတော့တဲ့ဘာကိုဆိုလိုတယ်လဲဆိုအောက်မှာတေချာပြောပြတယ် တခင်ယေရှုသည်မိမိကိုယ်တိုင်တဲ့အသွေးသား၌လူစားတိခံခဲ့တော့ကအပြစ်ရဲ့အသွေးသားတံကိုခံယူခဲ့ခြင်းသာဖြစ်တယ်။လူကိုကိုစားပြုတ်နိုင်ဖို့ရန်အတွက်အသွေးသားတံကိုခံယူခဲ့တယ်လူစားတိကိုခံယူခဲ့။ဘာကြောင့်လဲဆိုရင်တခင်ကလူကိုကယ်ဖို့ရန်အတွက်လူကိုကိုစားပြုတ်ဖို့ထတ်တူထမြတ်ပြုတ်ဖို့ရန်အတွက်အသွေးသားကိုယူဖို့ယူရတာ။ဖခင်ကအသွေးသားမှမဟုတ်တာ။ နဲ့ဝိညာဉ်ကြီးကိုတပိမဲ့ကျွန်တော်တို့လူသားအသွေးသားကျွန်တော်တို့ကိုချစ်တဲ့ဖခင်ကခုနပြောပြီးပြီနော်ဖန်ဆင်းကလေးကကျွန်တော်တို့ဟာခန္ဓာကျွန်တော်ရဲ့ခန္ဓာကိုအင်္ဂလိပ်လိုက flash လို့ပဲသုံးတာကျမ်းစာမှာတော့အယိုးသားလို့လည်းသုံးတယ်အဲ့ဒါတပိမဲ့အဲ့ဒီ flash ကဘာ flash လဲဆိုရဲဘာဘာခန္ဓာလဲလို့ခေါ်ရင် sinless အပြစ်ကင်းသောခန္ဓာ တပိမဲ့စတန်ကိုနေရာပေးလိုက်တဲ့အခါကျတော့အာဒရဲ့ခန္ဓာဘာဖြစ်သွားလဲ sinful flesh အပြစ်နဲ့ပြည့်သောခန္ဓာခန္ဓာချင်းတူပေမဲ့တော့မတူတော့တာဘာကြောင့်လဲစာတုံးပြီးကလေးကစတမနက်ကိုနေရာပေးကလေးကဒါကြောင့်တခင်ယေရှုပြန်လာတဲ့အခါ तू အသွေးသားခန္ဓာယူပေမဲ့တဲ့အပြစ်လုံးဝမရှိဘူးအာမင်အပြစ်ရဲ့အသွေးအသားတံတန်ကိုသား ရှိခြင်းဖြစ်တယ်ယူဆောင်ဖို့ရန်အတွက်အပြစ်မရှိဘူးတကြမို့တဲ့အပြစ်ဒီပျက်စီးယုံရင်းနေတော့လူအထဲလိုက်တာရှိတယ်တဲ့သခင်ယေရှုရဲ့အထဲမှာမရှိဘူးတဲ့ကိုရောနဲ့အပြစ်အသွေးသားတဒန္တာရှိခြင်းဖြစ်ဒီအာမင်ဒီနေ့ချစ်တော်မိသားစုဒါကြောင့်သခင်ယေရှုယူဆောင်ရတဲ့ရည်ရွယ်ချက်ကကျွန်တော်တို့အတွက်ဖြစ်တယ်အားကြောင့်မို့လဲအာဒံ စတမနတ်နဲ့ပူပေါင်းပြီးမှစတမနတ်ကိုစားခြင်းအဖြစ်နေရာ ပေးလိုက်တော့ကြောင့်ကျွန်တော်တို့ရဲ့အတ္တတမှာပြည့်စည်ခြင်းလည်းရောက်သွားတာအဲဒါကိုသူကိုယ်တိုင်ပြန်လဲယူဆောင်ဖို့ရန်အတွက်ကျွန်တော်တို့တွေးသားတဲ့တံကိုယူဆောင်ခဲ့ရတယ်ဒါကြောင့်ကျွန်ုပ်ထပ်မံ၍ပြောပြစေတဲ့လူဒီဖြူစင်တန်ရှင်းစွာပြည့်ဖန်ဆင်းခံခဲ့ရတော့လေတနေ့တွင်စာရန်ဒီတူအထဲတို့ဝင်ရောက်လာပြီးလူကိုပိုင်ဆိုင်တော့တယ် စတန်ကလူပေါ်တွင်အောင်မြင်မှုရရှိခဲ့ပြီးပြီဟုအလွန်ဝမ်းမြောက်စွာထင်မှတ်ခဲ့တယ်စတန်ကအယံဝမ်းမြောက်ဘာကြောင့်လဲလူကိုရသွားပြီတော်တော်လေအဲဒါဘုရားသခင်လုပ်တဲ့အလုပ်ကိုပြောပြီဘုရားသခင်ဒီစတန်ကင်းဝတ်နေတော်လူကိုမိမိကိုယ်တိုင်အပေါ်တို့ယူဆောင်ဝတ်ဆင်ခဲ့ဒီအာမင်ဒါဘုရားလုပ်လို့တော့ဘုရားရဲ့တားတော်ကိုယ်တိုင်တော့လူအแทမှာရှိတဲ့စတန်ကိုဝတ်ဆင်ခဲ့တာဘာလို့ဖို့အတွက်လဲ ကားတိုင်းပေါ်မှာနှီးကုံချုပ်ဖို့ကားတိုင်းပေါ်မှာအဆုံးစီရင်ဖို့မနှက်ရတကိုးကိုရိုက်ချိုးဖျက်ဆီးပြဖို့အတွက်ဖြစ်တယ်အာမင်တော်ဒီနေ့ဒီထဲမှာပဲမရက်ပါနဲ့လာမင်းညဒီမှာကျွန်တော်ဆက်စားသုံးဖို့အတွက်ဖြစ်ပါလေအကြောင်းဒီနေ့ကျွန်တော်တို့ဟာကျွန်တော်တို့ရဲ့ဒီအသွေးအသားဟာကောင်းမကောင်းတိကျွမ်းရအပြင်ရဲ့အသီးကိုစားသုံးခြင်းအဖြစ်အပြည့်ရဲ့ခန္ဓာဖြစ်သွားတယ်အပြည့်ရဲ့အသွေးသားဖြစ်သွားတယ် ဒါပေမဲ့သခင်ယေရှုဖခင်ကဒီအမှုအရာကနေကျွန်တော်တို့ကိုဘယ်လိုရယူသလဲဆိုတာလာမယ့်ညမှာကျွန်တော်ပြန်လည်ပြီးမှသူကစသုံးရအောင်အာမင်အရောက်တိုင်းပေါ်မှာဖခင်ကောင်းကြီးရှိပါစေ